စမယ်တမတော်ဘက်ကဒီမီလာအစပိုင်းမှာပဲအောင်ပွဲတွေဇက်တိုက်ရနေပါပြီဘလို့အောင်ပွဲမျိုးလဲဆိုတော့စကိုင်းတိုင်းဒီပေရင်မျိုးနဲ့အိုထင်းထင်းကျွေးရရှိစာတင်ချောင်းကိုမနေ့ကခက်အားပြင်ကလပ်စတာဘုံပြင်ကျဲချလိုက်ရာအကျန်းဖက်နေမြေမအကျန်းဖက်မူဂျိုចောင်းသားလေး22ဦးထက်မနည်းတေဆုံးတန်ရာရရှိခဲ့ပြီးတက်ထောက်ခံသူများကတော့ကြောင်အတွင်မိုင်းလုံးနေတော့ပောက်ကွဲမှုဖြစ်ခဲ့သည်ဟုညှိဆိုနေခဲ့ပါတယ်တက်ထောက်ခံသူတွေက ဒီလိုညင်းစုံနေတုံးမှာပဲမြမတက်မတော်ကရတေတောင်းထုံးရွေရွာကိုထမှန်ဘုံချဲချလိုက်လို့အချမ်းဖတ်ပြည်သူနဲ့ကလေးမိခင်တွေတေဆုံရပြန်ပါတယ်ဒီတစ်ခါတော့တက်မတော်ထောက်ခံသူများအနေဖြင့်နှုတ်ဆက်နေလျက်ရှိပြီးဘယ်လိုတောက်ပြန်ရမလဲဆိုတာကိုတိုင်ပင်နေတုံးပဲရှိသေးခင်ဦးမျိုးနယ်ကိုလည်းတက်မတော်ကဘုံထမှန်ချဲချသွားပြန်ပါတယ်အချမ်းဖတ်ဗရက်များအနေဖြင့်တပ်ပုံဗီဒီယို တည်ဆုံးနေသောကလေးသူငယ်များ၏ရုပ်လောင်းများကိုဝေဝေဆဆထုတ်ပြန်ထားပေမည်။မြမအတံမြဝရီရုပ်မြင့်တန်ကြားကသတင်းကြေညာသောသူတွေထက်အခွက်ပိုပြောင်လာသောဒဇင်ဦးစော်ဘုံဟင်းကျော်စိုးဦးတို့မှမူတွေ့သည်မ post အောက်မလွတ်တမ်း PDF လက်လုံးမိုင်းလို့လိုက်မှတ်နေကြပါလေ။ဒီလိုနီးပညာမြင့်မားနေတဲ့ IT ခေတ်ကြီးမှာတက်မတော်ဘက်ကလည်းဘလို့မှပြောင်းလဲပြောင်းစားလှုပ်လို့မရဘူးဆိုတာသိတဲ့အတွက်တက်မတော်ရဲ့ဂုံတိတ်ခါ တက်မတော်ရဲ့အစင်လာကိုထိမ့်သိမ်းဆောက်ရှောက်တော်အားဖြင့်ပေါ်တင်ပဲလိမ္မာတော်တွေဘယ်လိုပဲဖြစ်ဖြစ်ဒီလိုနှမျိုးဟာတက်မတော်ဘာလုံးလုံးမှန်နဲ့ထင်တဲ့သူတွေအတွက်အောင်ပွဲအကြီးကြီးဖြစ်တယ်လို့တက်မတော်ဘာလုံးလုံးထောက်ခံတဲ့အစိမ့်တွေအတွက်လည်းဒီလိုအောင်ပွဲသတင်းမျိုးဟာရှယ်ပေးတဲ့ပါလေကျွန်တော်အခုပြောနေစဉ်အတွင်းမှာပဲတက်မတော်ကပြည်သူတွေသွေးအေးသွားမှာစိုးလို့တဲ့ဝက်လက်နဲ့ရွှေဘူမှာလည်းဘုံနဲ့ထပ်မံကျဲလိုက်ပြန်ပါပြီ။ အဲ့ဒီညိုပေါ်မှာရှိတဲ့လုံယုံတက်ဖို့မလို့တိုက်ဖို့တော့အဲ့မှာခြေခုပ်ယူနေတာအဲ့ဒီနေရာကိုရှင်းတာရှင်းပလိုက်တာဗျာရှင်းပြောရင်ငါအကြောင်းသားမှမရှိဘူးအကြောင်းသားမရှိဘူးစစ်သွေးကြွတွေရှိလို့ရှင်းတာအဲ့တော့စစ်သွေးကမင်းတို့ရဲ့အလောင်းနေရာဒါနဲ့ပဲမင်းတို့ရဲ့အသက်ကဒါနဲ့ပဲဇီဝင်ချောရမှာကျဲမယ်ဗျာအကြမ်းမသမားရှိလို့ရှိတဲ့နေရာကိုကျဲတာဒါတိုင်းပြည်ကာကွယ်တာပဲနိုင်ငံတော်တို့ကလုံတင်လုံထဲတာလုပ်တာဆက်လုပ်မှာပဲတွင်အမှန်တွေတင်ဆက်ပေးနေတယ်ဒီလိုစီစတာ